င်ကြတော့ Ranger တွေကို white card ထုတ်ပေးပြီးတော့မဲထည့်ခိုင်းပါတယ် Ranger အမတ်တွေကိုတော့မှကြက်ခံရေးပါတီအတွက်မဲဝင်ပြန်ခိုင်းပါတယ် Ranger တချို့ကိုကြက်ခံရေးဆက်သွင်းခဲ့ပါတယ်အဲ့ဒါဟာအောင်မြင်ခဲ့ပါတယ်နောက်ပိုင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဘာသာရေးနဲ့တိုက်ချင်တော့ Muslim အထီးကေယုံတွေတနိုင်ငံလုံးမှာဖြစ်လာအောင်ဒိုင်နာကားတွေနဲ့တမျိုးဝင်တမျိုးထွက်လိုက်ပြီးတော့တိုက်ခိုက်တာတွေလုပ်ပါတယ်တော်တော်လေးစူးစူးပွက်ပွက်တွေဖြစ်အောင်လုပ်နိုင်ခဲ့ပေမဲ့ သူတို့လိုချင်တလောက်အတိုင်းတာအထီတော့ခီးမပေါက်ခဲ့ပါဘူးအဲ့ဒီတော့သူတို့ဟာရှစ်တဆင့်ထတ်တိုးပါတယ်တိုးတဲ့နေရာလဲတော်တော်ရရဆက်ဆက်လောက်တာပါရိုဟင်ဂျာပြည်နာဖန်တီးပြီးတော့လူမျိုးတုံးတက်ဖြတ်မှုအထီလောက်ပါတယ်စစ်အုပ်စုဟာတိတ်ကြောက်စရာကောင်းပါတယ်ဘာကြောင့်ကြောက်စရာကောင်းတယ်လဲဆိုတော့စစ်အုပ်စုအာဏာတည်မြဲရေးအတွက်ဆိုရင်အသက်တွေဘလောက်ပဲတည်တည်နည်းနည်းလေးမှဂယုမဆိုင်ပဲရရဆက်ဆက် ကြံစီဝင်ကြလို့ကြောက်စရာကောင်းတာပါရိုဟင်ဂျာတွေအသက်ပေါင်းများစွာတည်ကြရတာကိုသူတို့ကနည်းနည်းလေးမှဂရုမစိုက်ပါဘူးသူတို့အတွက်နိုင်ငံရေးတက်လမ်းပေါ်လာအောင်ရိုဟင်ဂျာတွေရဲ့အယူကိုလှေကားတက်လုပ်ခဲ့ပါတယ်ရိုဟင်ဂျာမို့လို့မွတ်စလင်မို့လို့ရဲရဲဆက်ဆက်လုတာလို့တချို့ကထင်ကြပါတယ်အဲ့ဒါလိုကြည်ပဲလဲမဟုတ်ပါဘူးရိုဟင်ဂျာမှမဟုတ်ပါဘူးဘာလူမျိုးဖြစ်ဖြစ်သူတို့တတ်ပါတယ်ဗမာလူမျိုးလည်းတတ်ပါတယ် ။အခုလူမျိုးပေါင်းစုံလူငယ်တွေကတော်လန်ကြတော့လေလူမျိုးမရွေးလူငယ်တွေအကုန်တက်ပါတယ်။ပြည်သူတွေရဲ့အိမ်တွေကိုမိရှို့ဖျက်ဆီးပါတယ်။ဒါအပြင်ရိုဟင်ဂျာတွေကိုစစ်မှုထမ်းဖို့အတိတ်အဓမ္မဆွဲသွင်းပါတယ်။ရိုဟင်ဂျာတွေကိုအသုံးပြုပြီးတော့အေအေးစန့်ကျင်ရေးဆန္ဒပြပွဲတွေကိုစီစဉ်ဖန်တီးပါတယ်။ရိုဟင်ဂျာလူ့ဖွဲ့စည်းရေးအားနည်းချက်ကပြည်တွင်းနေရိုဟင်ဂျာတွေရဲ့ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကရိုဟင်ဂျာတွေရဲ့အတူတကွနေထိုင်ပြီးတော့သူတို့ကိုနိုင်ငံရေးဥဆောင်မှုပေးတဲ့ခေါင်းဆောင်မျိုးမမမမမထွက်ပေါ်လာတာမရှိတဲ့အချက်ပါ။ အဲ့ဒါလိုမရှိတဲ့အတွက်စေအုပ်စုကဖိအားပေးအကြက်ကြိုင်တဲ့ဤကိုအသုံးပြုတဲ့အခါမှာဖြစ်စေငွေပေးဖျားယောင်းသွေးဆောင်တဲ့ဤကိုအသုံးပြုတဲ့အခါမှာဖြစ်စေရိုဟင်ဂျာအရက်သားတွေတာမန်လူတွေဟာစေအုပ်စုဘက်ကိုပါသွားတတ်တဲ့ပြဿနာမျိုးရှိပါတယ်ရိုဟင်ဂျာတွေကိုပြန်လက်ခံလိုက်ပြီးဆိုရင်ရိုဟင်ဂျာနဲ့ရခိုင်ပြိပခဖြစ်ပေါ်လာတဲ့အထိစေအုပ်စုကဖန်တီးပြီးတော့နိုင်ငံရေးကစားလိုက်အောင်မယ်ဆိုတာတန်တရားဖြစ်စရာမရှိတဲ့အချက်တစ်ချက်ပါ ဒါပေမဲ့အဲ့ဒါကိုအကြောင်းပြပြီးတော့ AA ကအဲ့ဒါကိုစိုးရိမ်နေတဲ့ Ranger တွေပြတ်မလာရဘူးလို့ပယ်ချမယ်ဆိုရင် Ranger တွေဘက်ကလက်ခံနိုင်မှာမဟုတ်တလို့နိုင်ငံတကာကလည်းလက်ခံချမှာမဟုတ်ပါဘူး။တေချာတာကတော့ Ranger တွေကိုစစ်ကောင်စီကအခုချိန်ကျမှလက်ခံမယ်လို့ပြောတာဟာစေတနာကောင်းနဲ့လက်ခံလိုက်တာလို့ဘယ်လိုမှပြောလို့မရပါဘူး။အခုသူတို့လက်ခံလိုက်တဲ့ Ranger တွေအိမ်ပြန်ရေးအစီအစဉ်ဆိုတာဟာလက်တွေ့ဖြစ်လာဖို့အကြောင်းက